မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့မေလ20ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဗမောကိုစစ်ကူလာပို့တဲ့စစ်တပ်ရဟန်းရင်၂စီးကို KIA ပြစ်ချလိုက်တဲ့သတင်း NLD အစိုးရတပ်တန်းမှာဥပဒေနဲ့မညီတဲ့လုပ်ရက်တွေလှုပ်ဆောင်ခဲ့လို့စစ်ကောင်ဆောင်ဆွတ်စေတဲ့သတင်းလေကြောင်း NLD ကိုကြိုတင်အချက်ပဲစနေဆောင်ရွက်နိုင်ဖို့စ조사နေတယ်လို့ NUG ပြောတဲ့သတင်း ပညာရေးကဏ္ဍအပေါ်နှောင့်ယှက်ဖြတ်စည်းနေသူတွေကိုတားမြစ်မယ်လို့စာတင်ကြောင်းတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့မင်းအွန်လိုင်းပြောတဲ့တဲ့ရင်ထိုင်းနေဇန်နာကမော်ဖိုကေတက်စကန်ကို KNU ကထပ်မံသိမ်းပိုက်လိုက်တဲ့တဲ့ရင်ရုရှားကအပြည့်ပြည့်ဆိုင်ရာလွတ်ငင်ချမ်းသာခွင့်အဖွဲ့ကိုဝင်ရောက်ခွင့်ပိတ်ပင်တဲ့တဲ့ရင်အစရှိတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတဲ့ရင်တစ်ပုဒ်အနေနဲ့ဗမော်ကိုစစ်ကူလာပေါ်တဲ့စစ်တပ်ရဟန်းရဲ့နှစ်စီးကို KNU ကပြစ်ရှလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ကရှင်ပြည်နယ်ဗမော်မြို့နယ်ကအမှန်၂၁ကွက်ကဲမုံဌာနချုပ်စက္ကခ၂၁ကိုစစ်ကူလာပို့တဲ့စစ်ကောင်စီရဟန်းရင်၃စီးအထက်ကနှစ်စီးကိုပြစ်ရှာနိုင်ခဲ့လို့ကရှင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြင်ကြားရေးဌာနတာဝန်ခံဗမုံကြီးနော်ဘူးက MP ကိုပြောပါတယ်။ဒီကနေ့မိုးလင်းတနအီဝင်းကျင်ကဗမော်မြို့စက္ကခ၂၁ဌာနချုပ်နာကိုစစ်ကောင်စီရဟန်းရင်၃စီးဆင်းသက်ချိန် KIA ပူးပေါင်းတပ်တွေကဝိုင်းဝန်းပစ်ခတ်ခဲ့တာပါ။ အဲ့လိုပြစ်ခတ်ခဲ့လို့စစ်ကောင်စီရဟန်း20ထိမှန်ခဲ့ပြီးတစည်းကတော့ရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့နောက်တစည်းကတော့ရွှေကူမရောက်ခင်မှာပဲတောထဲကိုပြတ်ကျသွားခဲ့လို့သိရပါတယ်။တောထဲကိုပြတ်ကျသွားတဲ့ရဟန်းရင်ကတော့မီးလောင်သွားခဲ့ပြီးအရေးပေါ်ဆင်းသက်ခဲ့တဲ့ရဟန်းရင်ရဲ့အခြေအနေကိုတော့မသိရသေးဘူးလို့ဘုံမကြီးနော်ဘူးကဆိုပါတယ်။ပြတ်ကျသွားတဲ့ရဟန်းရင်တစည်းမှာလိုက်ပါလာတဲ့စစ်ကောင်စီဗျူဟာမှုလဲပါတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်။ 2020လဲကုန်တဲ့ဇန်နဝါရီလ3ရက်နေ့ကလည်းဝိုင်းမော်မြို့နယ်နာဖော့စက်ကောင်စီတက်စကန်ကိုရိတ်ခါလာပေါ်တဲ့စစ်တပ်ထောက်ပို့ M Samtain ရဟရင်တစည်းကို KN ကပြရှာခဲ့လို့စစ်ရဟရင်ပေါ်လိုက်ပါလာတဲ့စက်ကောင်စီတပ်ဖွဲ့ဝင်10ဦးသေဆုံးခဲ့ပါသေးတယ်ဒုတိယသတင်းတပုတ်အနေနဲ့ NLD အစိုးရတပ်တံမှဥပဒေနဲ့မညီရဲလောက်ရက်တွေလှုပ်ဆောင်ခဲ့ရလို့စစ်ကောင်ဆောင်ဆွတ်ဆဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူအများကမေပေရွေးကောက်တင်မြောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအာဏာရခဲ့တဲ့2016ခုနှစ်ကနေ2020တက်တန်းအတွင်းဥပဒေနဲ့မညီရက်လောက်ရဲ့များစွာလှုပ်ဆောင်ခဲ့လို့ဥပဒေမဲ့အာဏာသိမ်းထားတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောပါရဲစစ်ကောင်ဆောင်က2020ရွေးကောက်ပွဲတိုင်းဥသိမ်းစိန်အစိုးရကိုပထမဒီမိုကရေစီအစိုးရဆိုပြီး2015ခုနှစ်ကနေ ရုတ်ောက်ပွဲနိုင် NLD အစိုးရအုပ်ချုပ်ခဲ့ရကာလကိုဒုတိယဒီမိုကရေစီတပ်တန်းလို့ပြောဆိုထားတာကိုတွေ့ရပါတယ်။ NLD အစိုးရတပ်တန်းအတွင်းသူဥဆောင်တဲ့စစ်တပ်အနေနဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောပါတယ်။ဒါပေမဲ့ NLD အစိုးရအနေနဲ့ဘေးဥပဒေတွေကိုရှို့ဖောက်ခဲ့တယ်ဆိုတာကိုတော့စစ်ကောင်ဆောင်ကတိတိပပထစ်သွင်းပြောဆိုသွားတာမျိုးမရှိပါဘူး။ဒါအပြင်စစ်တပ်အသွင်ပြောင်းဥသိမ်းဆိုင်အစိုးရလက်ထက်မှာစစ်တပ်ကဥဆောင်အသက်သွင်းခဲ့တဲ့ တနင်္ဂနွေပြစ်ခတ်တက်ခတ်မှုရက်စဲသဘောတူစာချုပ် NCA မှာတိုင်းရင်းသားလက်နက်ကိုင်တချို့လက်မဲ့ရေထိုးအောင်ဆွမ်းဆောင်နိုင်ခဲ့ပေမဲ့ NLD ပါတီကတော့ NCA ကိုလက်မဲ့မထိုးကြဖို့လှုံ့ဆော်ကန့်ကွက်မှုတွေပြုလုပ်ခဲ့လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဆွတ်ဆွဲထားပါသေးတယ်တတိယသတင်းတပုတ်အနေနဲ့လေချောင်း NDA ကိုကြိုတင်သတိပေးစနစ်ဆောင်ရွက်နိုင်ဖို့စူးစမ်းနေရလို့ NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လေကြောင်းအန်ဒီရဲ့ကြိုတင်သိရှိနိုင်မှန်းအချက်ပဲစနဲဆောင်ရွက်နိုင်မှုစ조사လောက်ကန်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံကသိရပါတယ်။မေလ12ရက်တုန်းကဒီပင်းမြို့နယ်အိုတင်နေရွာစတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရပြီးတဲ့နောက်လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး MPA ရဲ့မေးမြန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြန်လည်ဖြေကြားခဲ့ရပါတယ်။ ဒါအပြင်ဘုံခုကျင်တူတဲ့ကိစ္စရက်တွေကိုလည်းအချိန်မြင့်တင်ဆောင်ရွက်နေတယ်လို့လေချောင်းတက်ခတ်မှုကြုံတွေ့ရအခါလိုင်းနာဆောင်ရွက်တဲ့အသိပညာပေးလုပ်ငန်းတွေလည်းပြည်သူလူထုနဲ့အတူပူးပေါင်းလုပ်ကိုင်သွားမယ်လို့ဆိုပါတယ်စက်ကောင်စီပြုလုပ်နေတဲ့လူခွင့်ရှုဖောင်းမှုတွေအစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေနဲ့ ဘုံကျဲတက်ဖြတ်မှုတွေကိုဖြစ်စဉ်တစ်ခုရှင်အလိုက်အချက်အလက်မျက်မြန်သက်သေပြောဆိုချက်တွေနဲ့တက်သေခံပြစ်စီရဲ့တရားစုဆောင်ပေး Independent Investigative Mechanism for Myanmar လို့အဖွဲ့အစည်းရဲ့ထံပေးပို့ကနိုင်ငံတကာမှာအရေးယူဆောင်ရွက်နိုင်ဖို့စ조사နေရလို့လဲဆိုပါတယ်။မေလ7ရက်ကစကိုင်းတိုင်းဒီပင်းမြို့နယ်အိုတိန်နေရှား မေလ14ရက်ကမကွေတိုင်းကန်ကောမြို့နယ်လာပို့ရွာစာတင်ကျောင်းတွေကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးအိုတင်တွင်ရွာကကျောင်းသူကျောင်းသားနဲ့ဆရာမစုစုပေါင်း24ဦးသေဆုံးခဲ့တယ်လို့လာပို့ရွာမှာတော့လူထုခံမှုမရှိခဲ့ပေမဲ့ကျောင်းဆောင်ပျော်ကြားပြက်စီခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပညာရေးကဏ္ဍအပေါ်နှောင့်ယှက်ဖြတ်စင်းနေတွေကိုတားမြစ်မယ်လို့စာတင်ကျောင်းတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့မင်းအွန်လိုင်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိုတင်နေရွာစာတင်ကျောင်းအပါဝင်နိုင်ငံတော်ကစာတင်ကျောင်းတွေကို ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့မင်းအောင်လန်ကပညာရေးကဏ္ဍအပေါ်နှောင့်ယှက်ဖြတ်စည်းနေသူတွေကိုတားဆီးရမယ်ဆိုပြီးစစ်ကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောခဲ့ပါတယ်။ပြည်တွင်းမှာမေလ20ရက်ကစတင်ပြီးကြောင်းအပ်နှံ့ရင်ရက်သက်တပတ်စတင်ပြီးဖြစ်တဲ့အတွက်တော်လင်းအင်အားစုတွေဘက်ကမနှောင့်ယှက်နိုင်ရဲ့အတွက်နှီးမျိုးစုံနဲ့လှုပ်ဆောင်ဖို့တူလက်အောက်ကတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမိန့်ပေးခဲ့တာပါ။ စစ်ကောင်ဆောင်ကအဲ့လိုပြောဆိုနေတဲ့အပေါ်ចောင်းသားမိဘတွေကတော့သူပြောတာက ပြောင်းပြန်ပြောဆိုနေတာဖြစ်ပြီးစာတင်ကြောင်းတွေကိုအကြမ်းဖက်နေတဲ့စစ်အုပ်စုကအခြားသူတွေအပေါ်လက်ညှိုးထိုးနေတာသာဖြစ်တယ်လို့မှတ်ချက်ပြုကြပါတယ်။ဒါအပြင်စစ်ကောင်ဆောင်မင်းအောင်လန်ကတမိုင်းဝင်ငလျင်ကြီးကြောင့်အဖြေလွှားရေးမီးလောင်ပြက်စီခဲ့ရတဲ့တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲတွေကိုပြန်လည်ဖြည့်ကြားခိုင်းဖို့သူကိုယ်တိုင်အမိန့်ပေးခဲ့ရလို့ဝန်ခံခဲ့ပါသေးတယ်။ အဲ့လိုပဲအလေတန်းအဆင့်နဲ့ပညာရေးအဆုံးတက်ခဲ့ရသူတွေအတွက် စိုက်ပျိုးရေးဝိမင်ဝင်းနဲ့စမုံပညာသင်အထက်တန်းအကြောင်းတွေကိုဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်ခဲ့တာဟာလည်းအောင်မြင်မှုအထိုင်းအလျောက်ရရှိခဲ့လို့ကြွားလုံးထုတ်ခဲ့ပါသေးတယ်။စစ်ကောင်စီတပ်ဟာ2020ခုနှစ်ဖေဖော်ဝါရီလကနေ2024ခုနှစ်ဇူလိုင်လအထိပညာရေးနဲ့ဆက်နွယ်တဲ့နေရာတွေကိုအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းရဲ180ကျော်အထိကျူးလွန်ခဲ့လို့မြန်မာ Witness အဖွဲ့ရဲ့သုတေသနပြုလုပ်ချက်တွေအရသိရပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ထိုင်းနစ်ဇက်နာကမော်ဖိုကေတက်စကန်ကိုကန်ယူကထပ်မံတင်ပိုက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ထိုင်းနစ်ဇက်နာကမော်ဖိုကေတက်စကန်ကိုကန်ယူတက်တွေကနေ့တပိုင်းတောင်မကြာတဲ့အချိန်အတွင်းတိုက်ခိုက်တင်ပိုက်နိုင်ခဲ့လို့သိရပါတယ်။ထိုင်းနစ်ဇက်နာအနည်းငယ်သာဝေတဲ့မော်ဖိုကေစကန်ကိုမေလ၁၉ရက်မွန်းလွဲတနာရီကျော်မှာကန်ယူတက်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ည၈နာရီခွဲအချိန်မှာတော့စခန်းတစ်ခုလုံးကိုတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ဒေသတွင် PDF သတင်းရင်းမြစ်တွေထံကသိရပါတယ်။မော်ဖိုကေတက်စကန်မှာစစ်သားအင်အား20နဲ့30ကြားရှိပေမဲ့ KNU ကမြေပြင်ကနေဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာတော့အဲ့ဒီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြတာဖြစ်တယ်လို့သိရပါတယ်။လှိုင်းပွင့်မြို့နယ်အပိုင်းထိုင်းနေဆက်နာကတက်စကန်ခုနှစ်ခုကိုတပ်မခွန်လက်အောက်ခံကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ ကင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ16ရက်ကလည်းမော်ကွီးလူခေါ်မေလစခန်းကို KNU တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ပြီးထိုင်းမြန်မာနေဆက်မှာနောက်ထပ်သိမ်းစရာနော်တရာတက်စခန်တစ်ခုသာကျန်တော့တာ ဖြစ်ပါတယ်။နောက်ဆုံးနိုင်ငံတော်သတင်းတပုတ်အနေနဲ့ရုရှားကအပြည့်ပြည့်ဆိုင်ရာလွန်ငင်ရှမ်းတာကွင်းအဖွဲ့ကိုဝင်ရောက်ခွင့်ပိတ်ပင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပြည့်ပြည့်ဆိုင်ရာလွန်ငင်ရှမ်းတာကွင်းအဖွဲ့ကိုယူကရိန်းဘက်ကထောက်ခံရက်တရအတွက် ရုရှားနိုင်ငံကမလိုလားအတက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကာပိတ်ပင်လိုက်တဲ့အကြောင်းမေလ19ရက်ကကြေညာလိုက်ပါတယ်။အပြည်ပြည်ဆိုင်ရာလုံခြုံရေးချမ်းသာ권အဖွဲ့ကလည်းသူတို့အနေနဲ့ရုရှားရဲ့လူခွင့်ရေးရှိုးဖောက်မှုတွေကိုဖော်ထုတ်နိုင်ဖို့နှစ်ဆတိုးကကြိုးပမ်းသွားမယ်ဆိုပြီးပြန်လည်ထုတ်ပြန်ထားပါတယ်။1961ခုနှစ်ကနေစခဲ့ပြီးလန်ဒန်မှာအခြေစိုက်တဲ့ AI ဟာ ကဘာတုံဝမှာဖြစ်ပေါ်နေတဲ့လူခွင့်ရဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ပေးနေတယ်လို့ယုံကြည်ချက်ကြောင့်အကျဉ်းချခံရသူတွေအတွက်ကုညင်ဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့ရှင်းနေရှုပ်ကတော့အပြည့်ပြည့်ဆိုင်ရာလွတ်ငင်ချမ်းသာကွင်းအဖွဲ့ရဲ့လန်ဒန်ရုံးချုပ်ဟာတကဘာလုံးဆိုင်ရာရုရှားဆန့်ကျင်ရေးစီမံကိန်းတွေရဲ့ဗဟိုချက်ဖြစ်တယ်လို့ပြောကြားခဲ့ပြီးရုရှားနဲ့စစ်ဖြစ်နေတဲ့ယူကရိန်းဘက်ကထောက်ခံပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်။ ရုရှားဟာသူတို့အမျိုးသားလုံခြုံရေးကိုထိခိုက်စေလို့ယူဆတဲ့အဖွဲ့အစည်းတွေကိုမလိုလားအပ်တဲ့အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်တာကိုပုံမှန်လှုပ်ဆောင်လဲရှိပါတယ်။ဒါအပြင်ရုရှားနိုင်ငံရဲ့ဥပဒေအရမလိုလားအပ်တဲ့အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ခံရတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုငွေကြေးထောက်ပံ့မှုတွေပြုလုပ်တဲ့ရုရှားနိုင်ငံသားတွေကိုထောင်ထဲ၅နှစ်အထိပြည်နယ်ချမှတ်နိုင်တာလဲဖြစ်ပါတယ်။လူခွင့်ရေးအဖွဲ့ကတော့အခုလိုဆွတ်ဆွေးချက်တွေဟာအခြေအမြစ်မရှိသလို1990ခုနှစ် ဆိုဗီယက်ယူနီယံပြုတ်ကွဲတဲ့အချိန်နဲ့အတူပေါ်ပေါက်လာတဲ့လော်လော်ခွန်းအတွက်မျှော်လင့်ချက်တွေဟာ1996ခုနှစ်မှာအာဏာရရှိလာခဲ့ရုရှားသမ္မတဗလာဒီမာပူတင်လက်အောက်မှာဖျက်ဆီးခံခဲ့ရပြီလို့ပြန်လည်တုံ့ပြန်ထားကြပါတယ်။ MPA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။